Se prendió la luz, huevón. Lucho, no sea sé, huevón, no. Ya vi, huevón, no se estará Oyara, ayer. Oh. Oyara, oh, Lucho, no, uy. Oh. oh, concha tu madre. La dos, huevón. Oh. Weón. No, no, будете? Смотри! Вода! ့ချိန်မှာအလင်းတွေဟာပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီးတကားတွေဟာသူ့လိုလိုပွင့်လာတာထိုင်ကုန်တွေဟာနေရာတိုင်းလိုက်ရွေ့နေပါတယ်ဒီကြောက်စရာကောင်းတဲ့အတွေ့အကြုံကြောင့်သူတို့ဟာပြေးဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ် YouTube အသုံးပြုသူတဲအလက်ကဒီဗီဒီယိုကိုသူ့ရဲ့ channel မှာတင်ထားပြီးကြည့်ရှုသူတွေကညချိန်မှာထပ်ပြီးတရေဖမ်းဗီဒီယိုရိုက်ဖို့အကြောင်းကိုပြန်သွားဖို့တောင်းဆိုကြပါတယ်ဒါပေမဲ့တဲအလက်ကလုံးဝငြင်းဆန်လိုက်ပါတယ်သူကညချိန်မှာဒီကြောက်မှာထပ်ပြီးမနေတော့ဘူးလို့ဆိုပါတယ် ရက်တဲ့အသုံးပြုသူခေတ်ကတူရိုက်ထားတဲ့ထူးဆန်းတဲ့ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။ဒီဗီဒီယိုကိုသူ့ဖွားရဲ့အိမ်မှာရိုက်ကူးခဲ့တာပါ။ခရစ်ကသူ့ဖွားကအမြဲတမ်းအိမ်မှာအခြားကလေးနှစ်ယောက်ရဲ့ဝိညာဉ်တွေရှိနေတယ်လို့ညင်ညူလေးရှိတယ်လို့ဆိုပါတယ်။ဒီအိမ်ကိုလာရောက်သူတွေကလည်းပစ္စည်းတွေသူ့လိုလိုရွင့်နေတာ။ညတဲ့ကောင်မှာထူးဆန်းတဲ့အတန်တွေကြားပြီးနိုးလာတာမျိုးကြုံပူးကြပါတယ်။ပူပြီးကြောက်စရာကောင်းတာကခရစ်ရဲ့ဖွားကအိမ်ကလေးဝိညာဉ်တွေပြင်အိမ်ထဲမှာနောက်ထပ်ကျန်းတဲ့ဝိညာဉ်တစ်ခုကိုကြောက်ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ခေဟာသူ့ဖွားအိမ်မှာအိပ်ဖို့ဆုံးဖြစ်လိုက်ပါတယ်။မနက်၄နာရီလောက်မှာသူ့ကိုတယောက်ယောက်ကစောင့်ကြည့်နေတယ်လို့ခံစားရလို့လို့လာပြီ။သူ့ဖွားပြောပြတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုတတိယကအိမ်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးထားဖို့ဆုံးဖြစ်လိုက်ပါတယ်။ဗီဒီယိုထဲမှာနယံဘော်ကပဲချီကားပေါင်လေးတစ်ခုဟာဖြည်းဖြည်းချင်းလုံနေတာပေါ့ တွေ့ရပါတယ်။ဒါတင်မကပါဘူး။ခရီးရဲ့ရက်တက်မှာမှတ်ချက်ပေးသူချို့ကဒီပဲချီကားပေါင်ရဲ့ပုံရိပ်ထဲမှာမိုးစိတ်မွေးရှင်နဲ့လူတယောက်ရဲ့မျက်နှာကိုမြင်ရတယ်လို့ဆိုကြပါတယ်။တချို့ကတော့သူ့မှာမျက်လုံးမရှိဘူးလို့ပြောကြပါတယ်။ဒါဆိုဒီယာက သူ့ဖွားကြောင့်နေရဲ့ဝိညာဉ်တစ်ခုပဲလားဒါမှမဟုတ်မျက်လုံးကိုလှည့်စားတဲ့အမြင်အာရုံထင်မှားမှုတစ်ခုပဲလား။ဒါဟာအရာဝတ္ထုတွေကနေမျက်နှာတွေပုံတန်တန်တွေကိုမြင်အောင်မိတဲ့ဖြစ်စဉ်ဖြစ်နိုင်ပေမယ့်။ငါကတော့တကယ်ပဲမျက်နှာတစ်ခုကိုမြင်ရတယ်လို့ပဲဒါပေမဲ့ မင်းတို့ရောဗာမြင်လဲမှတ်ချက်မှာပြောပြပေးပါလို့ခေတ်ကတော့သူ့ရဲ့ channel မှာပြောခဲ့ပါဗျ။ကတိကလင်ကြာဟာသူ့ရဲ့တတော်ကောက်မှာအများအဖြစ်သူ့ကြောင့်လေးတွေမျက်လေးနဲ့ခွေးလေးတို့ရဲ့ချစ်စရာဗီဒီယိုတွေကိုပဲတင်လေးရှိသူပါ။ဒါပေမဲ့အေဘီလာ၂၂ရက်နေ့မှာတော့သူ့အိမ်ခန်းထဲကဗီဒီယိုနဲ့ပတ်သက်တဲ့ထိလန့်စရာကောင်းတဲ့ဗီဒီယိုတစ်ခုကိုတင်လိုက်ပါတယ်။ Okay guys, I heard a noise coming from my bedroom again. ီဗီဒီယိုမှာဗီဒိုတွေကရုတ်တရက်ကြီးမားတဲ့တန်တစ်ခုကြားလိုက်ရပါတယ်။ဒါတင်မဟုတ်သေးပါဘူး။တတိယခွေးလေးဟာဗီဒိုတကားတွေနားမှာထူးဆန်းတဲ့အပြုမူတွေလှုပ်လာပါတယ dog sitting in front of the closet that I believe is haunted because I always hear noises. And look at this, the closet is open again. Okay, so there was like a scratching noise and the dog took off. Um. there is absolutely no အတီဟာသူအိတ်နေစဉ်ဗီဒီယိုတကားတွေသူ့လိုလိုပွင့်နေတာကိုညချိန်မှာဗီဒီယိုတစ်ခုရိုက်ခဲ့ပါတယ်။နောက်တနေ့ဗီဒီယိုကိုပြန်စစ်ကြည့်တဲ့အခါမှာတော့သူဟာအံ့အားသင့်စရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဗီဒီယိုတကားတွေသူ့လိုလိုပွင့်သွားပြီးထူးဆန်းတဲ့ဖြူရောင်ရာတစ်ခုဟာဗီဒီယိုထဲကထွက်လာလို့မြင်ရပါတယ်။ပြီးတော့မေလနေ့ရက်ညမှာပို့ပြီးထိတ်လန့်စရာကောင်းလာပါတယ်။ Earlier, I shut the closet door so you can see they're shut. but I'm hearing scratching and I'm freaked right out. And the dog took off out of the room. ဒီဗီဒီယိုတွေကဖြစ်ပျက်ကိုတော့အဲ့အိမ်မှာရှိတဲ့မကျွတ်လို့သေးတဲ့နာနာဘာဝတကောင်ဖြစ်နေမယ်လို့ထင်မိပါတယ်။ YouTube မှာ Ghost Rock ဆိုတဲ့ဝိညာဉ်လိုက်ရှာတဲ့သူတေသနအဖွဲ့က သူတို့နေအိမ်ထဲမှာအန်နတ်ဆိုတဲ့မင်္ဂလေးဝိညာဉ်ရှိတယ်လို့ယုံကြည်နေကြပါတယ်။ဒီနေ့မှာသူတို့ရဲ့အငယ်ဆုံးသားလေးကစားနေတာကိုဗီဒီယိုရိုက်ကူးနေစင်မှာပဲထူးဆန်းတဲ့အရာတစ်ခုကိုဖမ်းမိလိုက်ပါတယ်။ဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါအယမ်းမြန်တဲ့အချိန်နဲ့ပြေးသွားတဲ့ဒင်းငယ်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရပါတယ်။သူတို့ဖွဲ့ကဒီပုံရိပ်ဟာသူတို့အိမ်ရဲ့ကလေးတည်းရဲ့အန်နတ်ဖြစ်ပြီးသူတို့သားလေးနဲ့အတူကစားနေတာလို့ယုံကြည်ကြပါတယ်။ ူကျူတရေရှာဖွေရေးချန်နယ်မိုင်းစီတီဗီရဲ့မကြသေးခင်ကစုံစမ်းစစ်ဆေးမှုတစ်ခုမှာကာစီနိုလန်နဲ့တနာမိုင်ဘရိုက်တို့ဟာအဲလာဘားမားပြည်နယ်တောင်ပိုင်းကစွန့်ပစ်ထားတဲ့အင်ဂျီတလုံးစီကိုတွားရောက်ခဲ့ကြပါတယ်။ဒီအင်ဂျီဟာ1800ပြည့်နှစ်လောက်ကတည်းကရှိနေခဲ့တာဖြစ်ပြီးဒေတာခန်တွေကဒီအင်ဟာတရေလုံ၆တယ်လို့ဆိုကြပါတယ်။ညတဲကောင်ချိန်တွေမှာဒီအင်တွေကနေအမျိုးသမီးတယောက်ရဲ့အော်ဟစ်တန်တွေကြားရတယ်လို့လည်းပြောကြပါတယ်။ဒီအင်မှာနောက်ဆုံးနေထိုင်ခဲ့တဲ့မိသားစုကတော့လင်မယားနှစ်ယောက်နဲ့သူတို့ရဲ့ကလေးငယ်နှစ်ယောက်ပါ။ ဒီမိသားစုဟာကားမတော်တဆမှုတစ်ခုမှာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။ကစီနဲ့တန်နာတို့ဟာသူတေတနာလုံးနေချိန်မှာအရာရာကပိုပြီးထူးဆန်းလာပါတယ်။

ိမ်ထဲကဗီဒီယိုထဲမှာလှုပ်ရှားမှုတစ်ခုရှိနေပေမဲ့ကစီကဗီဒီယိုကိုပြန်ကြည့်ရတဲ့အချိန်မှာပဲတတိထားမိပါတယ် တင်မကပါဘူးကစီကပြတင်းပေါက်တစ်ခုပေါ်မှာထူးဆန်းတဲ့လက်ပွေတွေကိုတတိထားမိပါတယ်။ကစီကတတိမထားမိပေမဲ့ပြတင်းပေါက်ကိုကုတ်ဖက်နေတဲ့ဖြူဖက်ဖြူရော်လက်တစ်ဖက်ကိုမြင်ရပါတယ်။ကစီနဲ့တန်နာတို့ဟာအပေါ်ထက်ကိုထက်တက်သွားခဲ့တဲ့အခါမှာတော့ပိုပြီးထူးဆန်းလာပါတယ်။ သူတို့ဟာတစုံတယောက်လမ်းလျှောက်တံကို ကြားလိုက်ရပြီးအခန်းကိုသွားကြည့်ကြပါတယ်။ဒါပေမဲ့အခန်းထဲမှာတစ်သားတိုင်တွေနဲ့တစ်သားပြားတချို့ပဲရှိနေပါတယ်။ဒါဆိုဒီလမ်းလျှောက်တံတွေကဘာဖြစ်နိုင်မလဲ။အဲ့ချိန်မှာပဲတစီနဲ့တန်နာတို့ဟာအခန်းထဲမှာတစ်ခုခုကိုထွက်ကြလိုက်ရပါတယ်။ ီလိုနဲ့သူတို့ဟာထိတ်လန့်စရာကောင်းတဲ့အခန်းကနေအမြန်ထွက်ခွာသွားကြပါတယ်။သူတို့ကိုခြောက်လန့်နေတာကအဲ့အိမ်ကနေမကျွတ်လွတ်သေးတဲ့နာနာဘာဝများဖြစ်နေမလားမသိနိုင်ပါဘူး။တတော်အုံပြူသူမမတက်ကတရေယုံသူတွေနဲ့တန်တရားရှိသူတွေကြားအငင်းပွားစေတဲ့ထူးဆန်းတဲ့ဗီဒီယိုတစ်ခုကိုမျှဝေခဲ့ပါတယ်။ တန်တရားရှိသူတွေကဒီဗီဒီယိုဟာပူဖောင်းကိုကျိုးနေကြည့်ထားတာလို့ဆိုကြပါတယ်။မမတက်ကတော့ဒီဟာကတကယ်ဖြစ်တယ်ဆိုတာကိုပြသဖို့နောက်ထပ်ဗီဒီယိုတစ်ခုကိုတင်လိုက်ပါတယ်။ Thank you. ဒါဟာပန်ကားတွေဒါမှမဟုတ်ကျိုးတွေတုံးထားတဲ့လက်ကွက်တစ်ခုဖြစ်နိုင်ပေမဲ့ ဒီဗီဒီယိုကိုငါအီးမေးလ်ထဲမှာအချိန်ချင်းတင်ပေးဖို့တောင်းဆိုခံရတာကြောင့်ဒီထဲမှာထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဟာတကယ်လားဒါမှမဟုတ်လက်ကွက်လားဆိုတာကိုတော့မင်းတို့ကိုယ်တိုင်ဆုံးဖြတ်ပါ။ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့မမတက်ကဆိုခဲ့ပါတယ်။